ဂျပန်26ခုနဲ့ hash key စင်အတက်ဒေါ်လာ4400မှာဒေါ်လာ4000ညံ့ရ36ချားရှိမိဟုခမှန်းရသည်ဆော်ဒီအာရေဗျာနဲ့ပါကစ္စတန်တို့သည်2026ခုနဲ့ hash key စင်ဆိုင်ရာသဘောတူညီချက်ကိုတရားဝင်လက်မှတ်ရေးထိုးခဲ့ကြသည်ဤသဘောတူညီချက်ကိုဂျစ်တာမြို့၌စနေနေ့ညကလက်မှတ်ရေးထိုးခဲ့ခြင်းဖြစ်သည်ဆော်ဒီအာရေဗျာဘက်မှ hash နဲ့ umra ဒုတိယဝန်ကြီးဒေါက်တာ အဘဒူဖတ်တာဘင်ဆူလိုင်မန်အယ်မာရှက်နဲ့ပါကစ္စတန်ဘက်မှဘော်ဒါအေးရသွင်းဝင်ဒေါက်တာဆေယတ်အတာဝူရဟမန်တို့ကလက်မှတ်ရထုတ်ခဲ့ကြသည့်နော်ဒေါ်ရာမန်ကဟာဂျီမြတ်အတလာအထောက်ကူပြောရရင် sorry အဆွေရည်ထူးခြားသောဂျိုပန်အာထောက်မှုများကို ကြီးစုတင်စကားပြောကြခဲ့သည်လာမဲနှစ်ကလည်းပါကစ္စတန်ဟာဂျီမြတ်အတာအရေးအသွေးမြင့်မားသောဝန်ဆောင်မှုများဆက်လက်ရရှိရန်မျှော်လင့်ကြောင်း၎င်းကဖော်ပြခဲ့သည် ဘာသာရေးရေးရဝန်ကြီးဌာနသည် sorry အစိုးရ၏ညွှန်ကြားချက်များအတိုင်အစိုးရနှင့်ပုဂ္ဂလိက hatch အစီအစဉ်များအထက်စီစဉ်ဆောင်ရွက်မှုများကို အချိန်မီနှင့်ထိရောက်စွာဆောင်ရွက်ရန်ကတိပြုထားသည်2026ခုနှစ် hash ခီးစဉ်အတွက်ပါကစ္စတန်ကို haji တသိန်းခုနှစ်တောင်း9139ဦးကန့်တက်ခွင့်ပြုထားသည်၎င်းတို့အနက်တသိန်းတောင်8000ခန့်ကိုအစိုးရအစီအစဉ်အတွက်ခွဲဝေပေးသည်ကြန့်ရှိသူများကိုပုဂ္ဂလိကခီးစဉ်စီစဉ်သူများအတွက် ခွဲဝေပေးထားသည်ပါကစ္စတန်၏ hash အစီအစဉ်အောက်တွင် အစိုးရ၏ package ကုန်ကျစရိတ်မှာရူပီ3,500မှာ3,500အထိဒေါ်လာ4,049မှာဒေါ်လာ4,000နေတော့ပုံမှန်6ကြားရှိမိဟုခမန်းရသည်ဤကုန်ကျစရိတ်သည်ဝန်ဆောင်မှုပေးသူများနှင့်နောက်ဆုံးသဘောတူညီများအပေါ်မူတည်မိဖြစ်သည်ရှောင်းထားသူများသည်ဩဂုတ်လကကနအူအရကြငွေအဖြစ်ရူပီ9,000ဒေါ်လာအထောင်၈၅၄သုံးမဟုတ် ရူပီ9သိန်း9ထောင်မှဒေါ်လာ1940ခုပေးသွင်းခဲ့ကြပြီးကျန်ငွေပမာဏကိုနိုဝင်ဘာလတွင် ကောက်ခံသွားမည်ဖြစ်သည်